ကြောက်စရာလန့်စရာအခုံနှုံးထားတဲ့ထန့်ကတရုတ်ကိုကောက်လိုက်ပြီဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့တရုတ်ကို145ပါဆန့်ထိတော့အခုံစီးကျက်လိုက်ပါတယ်။ဒါဟာကဘာမှဘယ်သူမှမမြင်ဘူးတဲ့စီးကျက်ရာခိုင်နှုန်းပါ။တကဘာလုံးရဲ့တွင်းကုန်တွေပေါ်ဒေါ်နယ်ထရန့်အခုံစီးကျက်လိုက်လို့ American Stock ဈေးကွက်ထိုးဆင်းသွားတာကြောင့်ပြန်ပြီးဆိုင်းငံ့လိုက်ရတဲ့အပေါ်ကုန်သွယ်ရေးကဘာတဲ့အတွင်ကူးပြောင်းမှုမလွယ်ဘူးလို့ထရန့်ကပြောကြားလိုက်ပါတယ်။ American stock ဈေးကွက်ကမလွယ်ဘူးဆိုတာပြသနေပြီး American ဟာကူးပြောင်းမှုအခက်အခဲကိုကြုံတွေ့နေရတယ်လို့ Trump ကပြောပါတယ်။အခွန်အားလုံးဒီပါပြန်ဆန်းရလန့်ချိန် stock ဈေးကွက်ပြန်ထောင်တက်ခဲ့ပေမယ့်မနေ့ကတော့ American ယင်းနှုတ်နယ်မှုပေါ်ယုံကြည်မှုတိုင်းနဲ့အဓိကအမျိုးကိန်း၃ခုလုံးဟာ Wall Street ဈေးကွက်မှာထပ်မံကျဆင်းခဲ့တာဖြစ်ပါတယ်။ကမ္ဘာစီးပွားပြက်ကလာတော့မှလား တရုတ်ပင်ကုန်တွေပေါ်125%တိုးသတ်မှတ်လိုက်တယ်ဆိုမှအရင်20%သတ်မှတ်ထားတာဖြစ်တဲ့အတွက်တရုတ်အတွက်အခွန်နှုန်းထားအမှန်တကယ်က145%ဖြစ်တယ်ဆိုပါလေဒီလိုအခွန်နှုန်းထားတိုးမြင့်သတ်မှတ်လိုက်တာဟာတရုတ်ထက်ဆိုင်အမေရိကန်ကပိုထိနာတယ်လို့စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်တရုတ်ကလည်းပြန်တုံးပြန်မှအမေရိကန်သွင်းကုန်တွေပေါ်84%အခွန်စင်ကျက်လိုက်ပြီးမနေ့ကတော့တရုတ်ရုပ်ရှင်တွေမှာပျောက်သွားမဲ့အမေရိကန်ရုပ်ရှင်ကြီးအတွက်ကို short ချမယ်လို့ကြေညာလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ရုပ်ရှင်အရေးကြီးပြတာလေတရုတ်အနေနဲ့ပို့ပြီးတော့ထိလေလို့ဆိုပါတယ်။မဆန်ပို့ကုန်တယ်လို့ဆိုပါတယ်။အခုလိုအမေရိကန်တရုတ်တို့ကြောင့်ကုန်ပေါ်ကြီးစစ်ပွဲပေါ်ဆိုးရိမ်မှုတွေရှိတာကြောင့်အာရှစီကမှလည်းဈေးနှုန်းတွေကျဆင်းနေပါတယ်။အခုလိုဖြစ်နေပေမဲ့ထရန့်ကတော့ပေကျင်းတဲ့သဘောတူညီမှုရဖို့မျှော်လင့်နေစေဖြစ်ပါတယ်။တရုတ်ဘက်ကဘယ်တော့ကယ်လမ်လဲဆိုပြီးထရန့်ကမျှော်လင့်နေတာဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ကတော့လုံးဝအကြောင်းပြန်ခြင်းမရှိသေးပါဘူး။ ကွန်ဂရက်စ်ပွဲပြင်းထန်ချိန်မှာရှီကျင်းဖင်ဘက်ကတော့ထရန့်ကိုဘလို့ကစားမလဲဆိုတာစဉ်းစားနေပြီပဲဖြစ်ပါတယ်။လောစင်မောင်တို့ထရန့်ရဲ့ခွန်ကြောင့်တယောက်ကအမေရိကန်ရုပ်ရှင်ပြသခြင်းတွေရှော့ချမယ်လို့တယောက်ရုပ်ရှင်ကြီးကြပ်ရေးဖွဲ့ကပြောပါတယ်။ဈေးကွက်စီးမင်းတွေကိုလိုက်နာမယ်ပြည်သက်ရွေးချယ်မှုကိုလေးစားပြီးအမေရိကန်ရုပ်ရှင်တင်သွင်းမှုပမာဏကိုအတန်အသင့်ရှော့ချမယ်လို့တယောက်ရုပ်ရှင်ကြီးကြပ်ရေးဖွဲ့ကပြောပါတယ်။ မေရိကန်ရုပ်ရှင်တွေကိုတရုတ်ပြည်သက်တွေနှစ်သက်မှုရောပါသွားစေဖို့ရှိကြောင်းအဲ့ဒီ short ချမှုတိုင်းတာဟာ Hollywood Studio တွေအတွက်ကြီးမားတဲ့ငွေကြေးဆုပ်မှုဖြစ်စေနိုင်တယ်လို့ရုပ်ရှင်ကြီးကြီးအဖွဲ့ကပြောပါတယ်။ဟိုလူတွေကတရုတ်နိုင်ငံမှာသင်္ကေတတွေပေါ်အမေရိကန်ကခွန်စည်ချက်မှုတွေတိုးလိုက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါလို့ဒီမှာတော့ trend ဟာတခြားနိုင်ငံအများစုပေါ်သူ့ရဲ့ခွန်စည်ချက်မှုရပ်ပေါင်း60ခိတ္တဆိုင်ခဲ့ပေမဲ့တရုတ်မပါဝင်သေးလို့ဘေကျင်းမှလည်းဝေဖန်နေတာဖြစ်ပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ ယူကရိန်းမှာတရုတ်နိုင်ငံသား155ဦးထင်မင်းရုရှားဘက်ကစစ်ကူတိုက်ပေးနေတယ်ဆိုတဲ့သတင်းကိုတရုတ်ကပယ်ချလိုက်ပါတယ်။ရုရှားစစ်တပ်ဘက်ကနေပြီးယူကရိန်းကိုတိုက်နေတဲ့တရုတ်နိုင်ငံသားဟာအနည်းဆုံး150ထက်မနည်းရှိကြောင်းနဲ့အမှန်တကယ်တိထက်ပုံပြီးတော့အင်အားများနေကြောင်းယူကရိန်းထောက်လှမ်းရေးသတင်းချက်လက်တွေအရသိရတယ်လို့ယူကရိန်းသမ္မတဇီလန်စကီးကပြောလိုက်တာဖြစ်ပါတယ်။ ရုရှားကလူမှုမီဒီယာတွေကတစင်တရုတ်နိုင်ငံသားတွေကိုတက်သားသိဖြစ်ခေါ်ယူစုဆောင်နေကြောင်းနဲ့အဲ့ဒီလောက်ရက်ကိုတရုတ်တာဝန်ရှိသူတွေကသိရှိထားကြောင်းဇီလန်စကီးကကိမာသတင်းတောက်တွေကိုပြောပါတယ်။အဲ့ဒီတက်သားသိတွေကိုတရုတ်ဆိုရကညွှန်ကြားချက်ပေးခြင်းရှိမရှိသိရဖို့ယူကရိန်းဘက်ကစ조사လျက်ရှိပါတယ်။ဒီတရုတ်နိုင်ငံသားတွေကိစ္စကအရေးကြီးပါတယ်။ယူကရိန်းနဲ့မြေပေါ်မှာယူကရိန်းကိုတိုက်နေတဲ့တရုတ်နိုင်ငံသား155ယောက်ရဲ့နာမည်နဲ့ နိုင်ငံကူးလက်မှတ်သေးစိတ်ချက်လက်တွေကျွန်တော်ရရှိထားပါတယ်။အမှန်တကယ်ဝန်တိုက်ပေးနေသူဦးရေကဒီထက်အများကြီးပိုနိုင်တယ်လို့ယူဆပါကြောင်းဇလန်စကီကပြောပါတယ်။ယူကရိန်းမြေပေါ်မှာရုရှားစစ်တပ်အတွက်တိုက်ခိုက်ပေးနေတဲ့တရုတ်နိုင်ငံသားနှုံကိုယူကရိန်းစစ်တပ်ကဖမ်းဆီးရမိခဲ့ကြောင်းဇလန်စကီကပြောခဲ့ပါတယ်။စစ်ပွဲမှာတရုတ်တိုက်ခိုက်ရေးသမားလေးပါဝင်တိုက်နေကြောင်းယူကရိန်းဘက်ကပထမဆုံးချိန်ထုတ်ဖော်ပြောဆိုခြင်းလည်းဖြစ်ပါတယ်။ အဆိုပါတရုတ်နိုင်ငံသားများကိုရုရှားဘက်ကဖမ်းထားတဲ့ယူကရိန်းစစ်သည်တွေနဲ့လဲလှယ်ဖို့ဆန္ဒရှိကြောင်းဇလန်စကီးကဆိုပါတယ်။ယူကရိန်းမှာတရုတ်နိုင်ငံသားများအပြားပါဝင် တိုက်နေတယ်ဆိုတော့ဇလန်စကီးရဲ့ပြောဆိုချက်ဟာလုံးဝအခြေမြင့်မရှိဘူးလို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးကသတင်းစာရှင်းပွဲမှာပြောပါတယ်။တရုတ်နိုင်ငံသားတွေအနေနဲ့လက်နက်ကန်ပြည်ပက ဖြစ်ပွားတဲ့နေရာတွေရှောင်ကျင်မှုလက်နက်ကန်ပြည်ပကတွေမှာပါဝင်ပတ်သက်တာလုံးဝမလုပ်ဘဲတရုတ်ဆွေရကအမြဲတမ်းတိုက်တွန်းနေပါတယ်။ ယူကရိန်းဘက်ကပြောထားတဲ့သက်ဆိုင်ရာချက်လက်တွေနဲ့ပတ်သက်ပြီးလဲစစ်ဆေးတည်ပြုနေတယ်လို့ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးရုရှားဘက်ကလည်းမှတ်ချက်ပြုပြောကြားခြင်းမရှိပါဘူး။တရုတ်ဟာပြည်ပကအတွင်းဂျာနေဖြစ်ရက်တီကြောင်းနဲ့အမေရိကန်နဲ့တခြားသောနိုင်ငံများကဲ့သို့ယူကရိန်းကိုလည်းလက်နက်တွေပေးပို့ခြင်းလုံးဝမရှိကြောင်းပြောပါတယ်။ဒါမဲ့ရုရှားဟာအင်ဂျင်ယူကရိန်းကို2022ဖေဖော်ဝါရီမှာ စတဲ့တိုက်ခိုက်ခြင်းကစပြီးတရုတ်ဟာရုရှားကိုတန်တမန်ရေးရာရကုလသမဂ္ဂမှာအခိုင်အမာပံ့ပိုးကူညီခဲ့တဲ့ပြင်စွန့်ရင်နဲ့လူသုံးကုန်ရောင်းဝယ်ဖောက်ကောက်မှုကတစဉ်စီးပွားရေးရာအသက်ဆက်ပေးပါတယ်ရုရှားရဲ့ရေနံနဲ့သဘောတငွေတွင်းထပ်ပစ္စည်းတွေကိုတရုတ်ကဈေးပေါ်ပေါ်နဲ့အောက်ဈေးကနေဖျက်ဝင်နေတာလည်းဖြစ်ပါတယ်အီရန်ဟာရုရှားကို drone တွေပံ့ပိုးနေကြအောင်အမေရိကတောင်းဝန်ရှိသူတွေကဆွဆွဲထားပြီးမြောက်ကိုရီးယားဟာရုရှားကိုကူညီဖို့စစ်မြေပြင်မှာထောင်ချီတဲ့စစ်သည်တွေကိုစေလွတ်က လက်နက်ခဲယံကိုထောက်ပံ့ပေးနေကြောင်းတောင်ကိုရီးယားကပြောပါတယ်တရုတ်ကလည်းအလားတူရာတန်တမန်နီးလန်းညရုရှားကိုတန်တမန်ရင်းနဲ့စီးပွားရေးရာဘက်ပေါင်းစုံကကူညီနေတာသိတာထင်ရှားတယ်လို့အမေရိကန်ကပြောပါတယ်ဒါကြောင့်ရုရှားဟာသူ့ကိုထောက်ခံနေတဲ့အီရန်မြောက်ကိုရီးယားတရုတ်တို့ရဲ့ ထောက်ခံမှုတွေကြောင့်ဒီစစ်ပွဲကိုစက်တိုက်နိုင်တာဆိုပြီးတော့ယူဆနေတာဖြစ်ပါလေ။အမေရိကန်နဲ့ဥရောပတို့ကယူကရိန်းကိုစစ်လက်နက်တွေနဲ့တန်တမာရေးကူညီတွေပေးအပ်လျက်ရှိလို့ဒီစစ်ပွဲဟာအင်အားကြီးနိုင်ငံကြားအားပြိုင်နဲ့ပြိုင်ပွဲဖြစ်လာပြီးယူကရိန်းကတော့တစားကန်ဖြစ်လာတယ်လို့နိုင်ငံရေးလေလာသူတွေကပြောပါလေ။ကမ္ဘာဘီလီယံနာအရေးအတွက်ဟာ2025မှာ3000ကျော်လာပါလိမ့်။ကမ္ဘာဘီလီယံနာအရေးအတွက်ဟာ1989ကနေ2025အတွင်း အယောက်140ကနေ3028ယောက်အထိများပြားလာပါတယ်။စတန်တစ်ခုကြီးကကဘာမှာချမ်းသာကြွားသူတွေများပြားလာလေ။စင်းရဲသူတွေကလည်းပုံများပြားလာလေလို့ဆိုပါတယ်။လူလက်တန်းစားတွေကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားတယ်ဆိုပါတယ်။ကဘာမှာလူတန်းစားနှမျိုးသာကျန်ရစ်တော့မယ်လို့ဆိုပါတယ်။ Forbes က1980ခုနှစ်တည်းကစတင်ကကမ္ဘာဘီလီယံနာစင်းကိုကောက်ယူခဲ့ပြီးအဲ့ဒီနောက်မှာဘီလီယံနာ140ရှိပါတယ်။ အဲ့ဒီနောက်နှစ်ပေါင်း20တွင်ဘီလီယံရေအတွက်တထောင်ကျော်ခဲ့ပြီး2019မှာ2000အထိတိုးမြင့်လာပါလေ2024မှာဘီလီယံရေအတွက်က248ယောက်ထပ်တိုးလာပါလေ2025မှာတော့ဘီလီယံရေအတွက်ဟာ328ယောက်ဖြစ်လာပါလေဘီလီယံရရဲ့စုစုပေါင်းကျော်ဝချမ်းသာမှုဟာ2024မှာဒေါ်လာ14ထရီလီယံထိရှိခဲ့ပြီး2025မှာဒေါ်လာ16.1ထရီလီယံထိပိုမိုကျော်ဝချမ်းသာလာပါလေ ကမ္ဘာဘီလီယံအများဆုံးနိုင်ငံတွေကိုအစဉ်လိုက်ဖောက်ပြရင်တော့အမေရိကန်က902ယောက်တရုတ်က916ယောက်နဲ့အိန္ဒိယက205ယောက်ဖြစ်အသီးသီးရပ်တည်နေတာဖြစ်ပါလေ။အဲဒီနောက်မှာတော့ဥရောပသမဂ္ဂနိုင်ငံတွေကရပ်တည်နေတာဖြစ်ပါလေ။ကမ္ဘာဘီလီယံအနေနဲ့မှာတော့လက်တလောကန်ဆိုးနေတာကတော့ Elon Musk ပဲဖြစ်ပါလေ။ဘာဖြစ်လို့လဲဆိုတော့ Elon Musk ရဲ့ Tesla ကားတွေဟာနိုင်ငံရေးအရှုပ်ထွေးတွေကြောင့်စံကျင်ရောင်အားကျနေတာပဲဖြစ်ပါလေ။ ကံပတ် EB ကားကုမ္ပဏီတွေများပြလာမှု Elon Musk ကိုစန့်ကျင်မှု Elon Musk ရဲ့ DOG ဌာနရဲ့တရားလွန်လုပ်ရတဲ့ကြောင့် Tesla ဟာစန့်ကျင်နေရောအားကျနေပါတယ် Tesla ဟာအရင်နှစ်ပထမကတ္တာမှာကားစီးရေ3,8600တစ်စီးရောင်းနိုင်ခဲ့ပါတယ်အရင်နောက်ပထမပိုင်းမှာတော့ကားစီးရေ 33686680စီပဲရောင်းချနိုင်ပြီးရိမှတ်ထားတဲ့အစည်းရေ9000လောက်ရောင်းနေနေပါတယ်။ရာဂန်နုံးနဲ့တွဲရင်73ရာဂန်နုံးကျဆင်းသွားပါလိမ့်။ဒါဟာ3နှစ်အတွင်းတက်စလာရဲ့ရောင်းအားအကျဆုံးဖြစ်ပြီးတက်စလာ BOD ဖွဲ့ကပါတုံ့လှုပ်စီပါလိမ့်။ပြိုင်ပတ်ဖြစ်တဲ့တရုတ်ရဲ့ BYD ဟာရောင်းအားကောင်းနေပါလိမ့်။ BYD ဟာပထမပတ်မှာကားစီးရေ6600ရောင်းနိုင်ခဲ့ပြီးအရင်ကတည်းကရောင်းအား39ရာဂန်နုံးထိကြောက်ခမဲလိလိတိုးတက်လာပါလိမ့်။ တရုတ် BYD ဟာနောက်ွယ်မှာအစိုးရရဲ့ထောက်ပံ့မှုတွေရှိနေပြီးတရုတ်စိုးရရဲ့အဓိကစီးပွားရေးလုပ်ငန်းကြီးတစ်ခွဲဖြစ်နေတယ်လို့ပြန်ဘက်ကားလုပ်ငန်းရှင်တွေကတော့စွပ်စွဲကြပါလိမ့်။ဈေးနှုန်းသက်သာပြီးရေသွေးမြင့်မာတဲ့ BYD တွေကိုအဓိကအဖြစ်ယူရိုပါနဲ့အမေရိကစီးပွားကိုတရုတ်ကတင်သွင်းနေတာဖြစ်ပါတယ်။အီလွန်မတ်ဆက်အမေရိကန်နိုင်ငံရေးမှာပေါင်ပတ်သက်နေမှုကြောင့်တက်စလာကားစိုးရိမ်တွေမှာဆန္ဒပြမှုများစွာလည်းဖြစ်ပေါ်နေပါလေ။တက်စလာဟာယင်းမျိုးနွယ်မှုတွေရဲ့ယုံကြည်မှုကြာစင်းတော့လည်း ခံနေရပါတယ်။ Elon Musk ဟာဘယ်နေရာကလဲ Tesla ကိုအုပ်ချုပ်နေတာလဲ။ကျွန်တော်တို့မသိဘူးလို့ Tesla ရဲ့ BOD ဖွဲ့ကပြောပါတယ်။ Elon Musk နေနဲ့စီးပွားရေးကိုပဲပြန်လည်အာရုံစိုက်တင်ပြီးအခုလိုမျိုးနိုင်ငံရေးမှာဆက်နွယ်နေတာကိုမလိုတာဘူးလို့ Elon Musk ရဲ့ဘုတ်ဖွဲ့ဝင်တွေကအကြံပေးနေတာပဲဖြစ်ပါတယ်။တရုတ်ကပြန်လည်ဆိုသလို American ကို အခွန်84%ပြန်ပြီးတော့တင်းကျပ်လိုက်တဲ့နဲ့ပတ်သက်ပြီး American ဘက်ကတုံ့နှုတ်သွားပါတယ် တရုတ်နေနဲ့အဲ့ဒီလိုမတုံ့ပြန်သင့်ဘူးဆိုပြီးတော့ American ဘက်ကပြောပါတယ်အင်္ဂလိပ်တရုတ်ရှင်းလင်းပွဲမှာအင်ဗီယိုတွင်မှုကာဝတိုင်းလီဘကတရုတ်ရဲ့လုပ်ရဟာဖားရွံ့တယ်လို့ဆိုပါတယ်ဒါဟာကမ္ဘာဇေဘကိုတုံ့လုံးစေတဲ့အခွန်ကောက်တွေတင်းမောင်းမှုကြောင့်မှသိတာထင်ရှားတဲ့အခွန်စီးကျက်မှုတိုးမြင့်ခြင်းရဲ့ရလဒ်ပဲဖြစ်ပါတယ်အင်ဗီယိုတွင်မှုကာဝတိုင်းလီဘကတရုတ်နေနဲ့ American ကိုတုံ့ပြန်တာဟာအမှားဖြစ်ကြောင်းလေးပေးပြောခဲ့ပြီး ်မရိကန်ကိုစိန်ခေါ်ခြင်းဟာတုံ့ပြန်မှုကိုပုံမအားကောင်းလာစေပြီးအလျှော့ပေးမဲ့သဘောမရှိကြောင်းသတင်းစာရှင်းပွင့်မှာပြောပါလိမ့်။တရုတ်ကဒါကိုတုံ့ပြန်တာအမှားတစ်ခုပါ။မရိကန်ကသူ့ကိုထိုးနှက်ရင်ပိုပြီးပြင်းထန်စွာတုံ့ပြန်တတ်ပါလေ။ဒါကြောင့်တရုတ်ပေါ်မှာပိုပြီးတော့ထက်တိုးပါမယ်။တရုတ်ကသဘောတူညီချက်တစ်ခုရဖို့ဆက်သွယ်လာမယ်ဆိုရင်တော့ကျေးဇူးတင်ရမှာပါလို့ကာအိုလိုင်းလေဗက်ကပြောပါလိမ့်။ ရင်ငါလောက်သားတွေပေါ်လောက်ကန်ဆုံးရှုံးမှုနဲ့စီးပွားရေးဖိအားများဖြစ်စေတဲ့တရားမျှတမှုမရှိတဲ့ကုံသွယ်မှုအလေးထားကိုကန့်ဖြစ်ရှင်းရမှာထရန့်ရဲ့လက်ရှိလှုပ်ဆောင်နေတဲ့ဂျိုးပန်အာထုံမှုရဲ့ဒစိတပိုင်းနဲ့အခုခုံနှုံးထားအစ်စ်တွေထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ကာအိုလိုင်းလီပီကတ်ရဲ့ကုံသွယ်မှုဟာတော့အပြင်းထန်ဝေဖန်ခဲ့ပြီးအမေရိကန်လောက်သားတွေအတွက်စီးပွားရေးပြဿနာပိုမိုဆိုးဝါးစေတယ်လို့ဆွဆွဲပါတယ်။ တမရကအမေရိကန်ရဲ့စီးပွားရေးအလျှော့ပေးမှုခေတ်ဟာကုံဆုံးသွားပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။တမထရန့်ဟာတန်ပေါင်းများစွာသောလာဆာကောင်းတဲ့လုပ်တွေကိုဖယ်ရှားပြီးနိုင်ငံတော်ကပြည်သူတွေကိုချွတ်ချုံကြစေတဲ့မိုင်မဲတဲ့ကုံတွယ်မှုအလေးအထားတွေရဲ့လက်အောက်မှာအမေရိကန်လုပ်သားတွေနဲ့ကမ္ပဏီတွေကိုနောက်ထပ်ခွင့်ပြုရမှာမဟုတ်ဘူးလို့ကာအိုလန်လီဘက်ကပြောပါတယ်။အမေရိကန်လုံသားတွေပေါ်သူတို့ရဲ့မတရားနိုင်ခြင်းမှုကိုနှစ်ဆတိုးဖို့စ조사ခဲ့ပြီးအမေရိကန်ကိုလက်တုံ့ပြန်မှုရွေးချယ်ခဲ့တဲ့တရုတ်လိုနိုင်ငံတွေဟာအမှားလုံးနေတာပါ။ တမလားထမ်းမှာတမလီကြောရရှိပြီးသူဟာကျိုးပဲ့မှာမဟုတ်လို့သူရဲ့ခေါင်းဆောင်မှုအောက်မှာအမေရိကန်ဟာလည်းကျိုးပဲ့မှာမဟုတ်ဘူးလို့ကာဝလန်ရီဗီကပြောပါတယ်။ကာဝလန်ရီဗီကတမလားထမ်းအနေနဲ့အခွန်တွေကိုတက်တန်းတို့တာဖြစ်စေရွှေစန်းတာဖြစ်စေထဲသွင်းစဉ်းစားခြင်းမရှိကြောင်းဒါပေမဲ့ဖုန်းကိုင်မှုစကားပြောပြီးတော့ဆန္ဒရှိတယ်လို့ဆိုပါတယ်။အဘီနေရနေ့လွတ်မြောက်ရေးနေ့ကျင်းပရတဲ့ကနိုင်ငံ80နီးပါးဟာတမလားနဲ့ညှိနှိုင်းမှုစတင်ဖို့ဆက်သွယ်ခဲ့ပြီးဖြစ်တယ်လို့ကာဝလန်ရီဗီကဆိုပါတယ်။ တဘောတွင်ချက်တစ်ခုရောက်ဖို့ဒီအစိုးရကိုဖောင်းဆက်တဲ့နိုင်ငံတိုင်းနဲ့အသင်းလျော်တဲ့ကွန်ပျူတာမှုတဘောတွင်ချက်ကိုညှိနှိုင်းဖို့ကွန်ဗေးအဖွဲ့ကိုသမ္မတထရန့်ကညွှန်ကြားထားပြီးသားပေါ်လို့ပြောပါတယ်။ကာရန်လီပြဟာခုံနှုံထားတွေရဲ့နောက်ကွယ်မှာကျေပြန့်တဲ့မဟာဗျူဟာတွေကိုဆွေးနွေးခဲ့ပြီးအဲ့ဒီခုံနှုံထားတွေဟာတခြားနိုင်ငံတွေကအမေရိကန်ကုန်စည်တွေပေါ်စီးကျက်တဲ့ငွေကြေးဆိုင်ရာခုံတွေပြင်အမေရိကန်ကုန်သွယ်မှုကိုဟန်တာနဲ့ငွေကြေးမဟုတ်တဲ့အတားအဆီးတွေကိုလည်းအာရုံစိုက်ထားကြောင်းရှင်းပြပါတယ်။နိုင်ငံအလိုက်ပြထမ်းခဲ့တဲ့အပြာလန်ခုံနှုံထားတွေဟာ အဲ့ဒီနိုင်ငံတွေကအမေရိကန်ပေါ်စီးကျက်တဲ့ငွေကြေးဆိုင်ရာအခွန်အပြင်ငွေကြေးမှုတဲ့အခွန်တားဆီးတွေကိုလည်းအာရုံစိုက်ထားပါတယ်လို့ဒီမကပြောပါတယ်။ထရန့်ဟာလက်ရှိအချိန်မှာတရုတ်ဘက်ကနေပြီးတော့ကမ်းလှမ်းမှုတစ်ခုကိုလိုအပ်နေပါတယ်။ တရုတ်တိုင်ဝန်ကတော့ American အဲ့ဒီအခွန်စည်းကြတဲ့လုပ်ရတွေဟာအခြေအနေမရှိဘူးလို့ဝေဖန်ခဲ့ပြီးဒါဟာတစ်ဖက်သက်အနိုင်ကျင့်တဲ့လုပ်ရဖြစ်ကြောင်းတရုတ်ကုသရေးဝန်ယုံကြည်ဌာနမှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ထရိုင်ရဲ့အခွန်စည်းကြမှုရက်60ရက်ဆိုင်ပေးပြီးနောက် EU ကလည်းတံပြန်အခွန်စည်းကြမှုကိုရက်60ရွှေဆိုင်ပေးပါတယ်။မေဂန်ဒမတ်ထရန်ကဘာတော်နိုင်ငံများစွာအတွင်းကုန်စည်းကြခွန်များစွာမြင့်တင်ခဲ့လို့ ကမ္ဘာတော်စတော့ရှေဇေကွက်ဒီကမောက်ကမဖြစ်ကုန်ပြီးဂျီနီမြုံနိုင်သူများဘက်မှတံပြန်ဖို့ကမ္ဘာတော်စီစဉ်လာရာ AB 9ရက်နေ့မှာထရန်ကအခွန်စစ်ချက်မှုတစ်ကိုရက်60ကြာရဆိုင်ကြောင်းကြီးညာသွားခဲ့ပါတယ်ဒီလိုရဆိုင်ပေးခြင်းမှာအဓိကကုံတွယ်စီးပွားပြိုင်ပွဲကြီးတရုတ်ကိုတော့လုံးဝအကင်းလုတ်ခွင့်မပေးဘဲတရုတ်ဘက်ကကုံတွယ်ခွန်85%ပြန်လဲတိုးမြင့်ခြင်းကိုထရန့်ဘက်က 125ရာခိုင်နှုန်းအထိထပ်မံမြင့်တင်သတ်မှတ်ခဲ့ပါတယ်။ဒီအချိန်နဲ့နောက်တစ်ပတ်အတွင်းခန့်ကိုတံပြန်ခွန်စီချက်တွန်းမြေဖို့အခွင့်အရေးနိုင်ငံများပြတ်ကလက်ခံထားပြီးဖြစ်တယ်လို့ဆိုတဲ့ဥရောပသမဂ္ဂကလည်းခရရဲ့တနိုင်ငံချင်းစီနဲ့ခွန်စီချက်မှုနှုန်းထားပြန်လည်ဆွေးနွေးသတ်မှတ်ဖို့တွင်းကုန်စီချက်ခွန်တွန်းမြေမှုကို190ရဆိုင်ပေးခြင်းအားကြိုဆိုကြောင်းဒါကြောင့်တံပြန်ခွန်မြင့်တင်စီချက်ခြင်းကို190ပြန်လည်ရွှေ့ဆိုင်ပေးကြောင်းဒါပေမဲ့ဆွေးနွေးမှုမှာ ကျင်းလမှုမရှိရင်တော့တံပြန်တုံးပြမှုပြုလုပ်ဖို့အားလုံးတံပြန်ဆွေးနွေးပြီးစီမံကိန်းချမှတ်မှုတွေဆက်လက်လှုပ်ဆောင်နေမယ်လို့ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌအဆူလာဘူဒါလီယန်ကလူမှုကွန်ရက်မှာရှင်းသအသိပေးလိုက်တာဖြစ်ပါလေ။ဂျာမနီဟာအင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ပြန်လာပြမယ်လို့ဂျာမနီရွေးကောက်ပွဲအနိုင်ရခေါင်းဆောင်ကကြေညာလိုက်ပါလေ။ ချိန်လုံးကဂျာမနီရဲ့အင်အားကြီးမားတဲ့ဥရောပကိုဦးဆောင်နိုင်မဲ့နေရက်တွေဟာပြန်လည်ရောက်ရှိလာတော့မယ်လို့ယူကော့ပွဲနိုင်ရပါတီခေါင်းဆောင်က မြန်ပေါင်းဆွေရဖွဲ့စည်းဆွေးနွေးမှုတွေအောင်မြင်ပြီးချိန်မှာကြေညာလိုက်ပါတယ်။အပီဂွေးနဲ့မဂျက်ဖရန်ဒရစ်ကနောက်လာကစားပြီးနိုင်ငံအဒီပလီဖြစ်သူဦးဆောင်မဲ့ဂျာမနီမြန်ပေါင်းဆွေရဟာနိုင်ငံကိုခံနာတဲ့ဦးဆောင်ရည်တည်မှုမျိုးစီပြန်လည်ဆောင်ကျင်းသွားတော့မယ်လို့ဆိုပါတယ်။ တူအညပေါင်းဆိုရခွဲစည်းရေးဆွနစ်မှုတွေမှာနိုင်ငံရဲ့စီးပွားရေးနဲ့ကာကွယ်ရေးကဏ္ဍမြင့်တင်မဲ့စိတ်ကူးစီမံတွေတင်ပြခဲ့တာလည်းဆိုပါတယ်။ဘရိတ်ကမာထရန့်သမ္မတဖြစ်လာတဲ့နောက်အစင်လာမဟာမိတ်ဥရောပနိုင်ငံတွေပေါ်တတိတတစိန်ကားတဲ့သဘောထားအမြင်တွေပြသလာခြင်းမှာဖရက်ဒရစ်မားစ်ဟာဥရောပတိုက်ရဲ့စီးပွားရေးအင်အားတောင့်တေးဆုံးနိုင်ငံကြီးကိုဦးဆောင်ဖို့အကြောင်းဖန်လာတာပဲဖြစ်ပါလေ။ ဖက်ဒရစ်မာအားဟာဥရောပကိုပြစ်ပယ်လာတဲ့ထရမ့်မူဝါဒကိုကုမွေလဲလဲဝေဖန်ထားသူလည်းဖြစ်ပါတယ်။သူ့အနေနဲ့ transit သတင်းစကားတစ်ခုပေးခြင်းတလားလို့သတင်းတော်တွေကမေးတော့ဖက်ဒရစ်မာကဂျာမနီဟာနိုင်ငံကာကွယ်ရေးမှချက်ကိုပြည့်မီအောင်တည်ဆောက်ယူရင်စီးပွားရေးအရလည်းနိုင်ငံတကာမှာရှင်ပြိုင်ဝင်ဆန့်နိုင်တဲ့အနေအထားထိ ပြန်တက်လှမ်းသွားမယ်လို့ဖြေကြားခဲ့ပါတယ်။ ဂျာမနီကလမ်းကြောင်းပံပေါ်ပြန်တက်လာလိမ့်မယ်လို့သူကပြောပါတယ်။ဖေဖော်ဝါရီရွေးကောက်ပွဲမှာဖရက်ဒစ်မာဦးဆောင်တဲ့ခရီးယန်ဒီမိုကရက်တစ်နဲ့ကွန်ဆာဗေးတစ်နိုင်ငံရေးမဟာမိတ်အင်အားစုကနိုင်ရရှိခဲ့ပါလိမ့်။အဲ့တော့လက်ရှိဂျာမနီဒီပီအိုလက်ရှိုးရဲ့ဘူလဝဲဂျင်းဆိုရှယ်ဒီမိုကရက်ပါတီနဲ့မြန်ပောင်းဆိုရဖွဲ့စည်းရေးကိစ္စကိုဖရက်ဒစ်မာစ်ကသဘောတူညီမှုရနိုင်ခဲ့ပါလိမ့်။အဲ့ဒီတော့နိုင်ငံရေးအင်အားစု၃ခုပေါင်းပြီးမြန်ပောင်းဆိုရကိုမောင်းနှင်သွားမှာဖြစ်ပါတယ်။ ရန်ကိုတိုင်ကအပိထောက်ခံခဲ့တဲ့လက်ရဇုံအင်အားစုဖြစ်တဲ့ AFD ပါတီကလည်းဂျာမနီရေကောက်ပေါ်မှာထောက်ခံမှုအတော်ရခဲ့ပေမဲ့အစင်လာကြီးမားတဲ့နိုင်ငံရေးပါတီတွေကတော့ AFD ကိုအစိုးရဖွဲ့စည်းရေးအတွက်မကန့်လန့်ပဲဖယ်ချန်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ AFD ရဲ့နောက်ကမှ Elon Musk ကလည်းအတိအလင်းပေါဝင်ပတ်သက်တဲ့အတွက်ကြောင့်ဂျာမနီမှာဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ဒါဂျာမနီအတွက် နိုင်ငံရေးမီးပွားတစ်ခုလို့ယူဆဖို့ရှိကြောင်းနိုင်ငံရေးလေလာသူတွေကပြောပါတယ်။ ညပေါင်းဆိုရဖွဲ့ဝင်ပါတီတွေဟာရုရှားယူကရိန်းစစ်ပွဲမှာယူကရိန်းကိုဆက်လက်အားပေးကူညီဖို့လည်းသဘောတူထားပါတယ်။ပါတီသမိုင်းတစ်လျှောက်ရွေးကောက်ပွဲတွေမှာစံချိန်နဲ့အောင်မြင်မှုအဖြစ်ထောက်ခံမဲ20ရာခိုင်နှုန်းရခဲ့ပြီးရွေးကောက်ပွဲမှာဒုတိယမဲအများဆုံးရတဲ့ AFD ကတော့ Frederick Mars ဦးဆောင်တဲ့ညပေါင်းဆိုရဟာတက်တန်းပြည့်အောင်တော်တာဝန်ယူနိုင်မှာမဟုတ်ဘဲအတွင်းပိုင်းကနေပဲပြိုကွဲသွားမယ်လို့ဝေဖန်ပြောကြားထားပါတယ်။ ဘာကြောင့်လဲဆိုတော့မြို့ပေါင်းအစိုးရဖွဲ့စည်းထားလို့ပါမြို့ပေါင်းအစိုးရဖွဲ့တွေဟာရေရှည်တင်တဲ့ခံရတယ်ဆိုတာဘတော်မှမရှိပါဘူးဒါကြောင့်အတွင်းပိုင်းကနေပဲပြုတ်ကွဲသွားပါလိမ့်မယ်ကျွန်တော်တို့ကတော့ဒီအစိုးရပြုတ်ကွဲပြီးနောက်ရွေးကောက်ပွဲတွေမှာဒီထက်ပိုပြီးအောင်နိုင်ခြင်းရှိအောင်စူးစမ်းသွားမယ်လို့ AFD ပါတီကပြောပါလိမ့် တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွေကိုနှစ်လအတွင်းမှာပြန်လည်စတင်မှာဖြစ်ပြီးသမ္မတရွေးကောက်ပွဲဝင်ရောက်အရှင်ပြိုင်မယ်လို့တိုက်ခန့်ကောင်းဆောင်လီဂျီမြောင်းကပြောပါတယ်။တောင်ကိုရီးယားသမ္မတဖြစ်လာမယ်လို့သဘောထားစတင်နေမှာတပြေးနေတဲ့တိုက်ခန့်ကောင်းဆောင်လီဂျီမြောင်းဟာရွေးကောက်ပွဲဝင်မယ်လို့ဒီကနေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒီဇင်ဘာလတွင်မှဆေးဥချိုကြီးကြီးညာခဲ့တဲ့သမရဟောင်းရောင်ဆက်ယူကိုလွတ်တော်ကဆွဆွပြစ်တဲ့မှုကိုဖွဲ့စည်းပုံအခြေခံခုံရုံးကအတည်ပြုပြီးနောက်မှာ သမရသိရွေးကောက်ပွဲကိုဇွန်3မှာကျင်းကျင်းပဖို့ရှိပါတယ်။အညီမျှမှုတွေနဲ့စီးပွားရေးကြာဆင်းမှုတွေကို တိုက်ဖြတ်သွားမယ်လို့လီဂျီမြောင်းကပြောပါတယ်။လူမှုရေးစစ်မပြေမှုတွေအဓိကအရင်းမြစ်ကစီးပွားရေးကြာဆင်းမှုဖြစ်ပြီးမကြာသေးမီကဆေးအုပ်ချုပ်ရေးကျင်းပမှုဟာနိုင်ငံရေးမတည်ငြိမ်မှုကို ပိုဆိုးဝါးစေတယ်လို့တိုက်ခန့်ခေါင်းဆောင်ကဆိုပါတယ်။စီးပွားရေးပြန်လည်တိုးတက်စေဖို့နိပညာနဲ့စွမ်းရည်ဖွံ့ဖြိုးရေးမှာအစိုးရအဆင့်ကလည်းကြီးမားတဲ့ရင်းနှီးမြှုပ်နှံသူတွေကိုတောင်းအားပေးဆောင်ရွက်မယ်လို့လီဂျီမြောင်းကဆိုပါတယ်။ လီဂျင်မြောင်းသမရဖြစ်လာရင်အမေရိကန်နဲ့မဟာမိတ်ဆက်ဆံရေးဂျပန်နဲ့ကွန်မြူနစ်ဆက်ဆံရေးတို့ပေါ်ထိခိုက်လာနိုင်တယ်လို့ကွန်ဆာဗေးတစ်တွေကဝေဖန်သတိပေးမိမဲ့လီဂျင်မြောင်းကတော့လက်တွေ့ဆန်တဲ့တန်ခင်းတမန်ခင်ကိုပဲလှုပ်သွားမယ်လို့ကြေညာထားပါတယ်။အသက်62နှစ်အရွယ်လီဂျင်မြောင်းဟာ2022ရွေးကောက်ပွဲတုန်းကရောင်စက်ယူကိုပုတ်ကာတီကရှုံးနေခဲ့ပါတယ်။ ။လက်ရှိမှာတော့လေကြီးမျိုးဟာသမရအသေးဖြစ်လူလူထောက်ခံမှုနှုန်း34ရာခိုင်နှုန်းရှိနေပြီးအသက်83နှစ်ရွယ်အလုပ်သွားဝင်ကြီးဟောင်းကင်မွန်ဆိုးကတော့900ရာခိုင်နှုန်းသာရှိတယ်လို့သိရပါတယ်။လေကြီးမျိုးရဲ့ပြန်ပတ်နိုင်ငံရေးအင်အားစုတွေကတော့အခုလိုမျိုးစေအောင်ချုပ်ရေးကြီးညာလိုက်တာဟာရောင်စက်ရုပ်ကိုပြုတ်ကျသွားစေသလိုတစ်ဖက်ကလည်းပြောရရင်တိုက်ခန့်ကောင်းဆောင်လူကြီးမျိုးကိုလူလူထောက်ခံမှုပုံမရလိုက်သလိုဖြစ်စေပါတယ်။လူကြီးမျိုးကဒီခွင့်ရုပ်ကိုကောင်းကောင်းကြီးသုံးချခဲ့ပြီးရောင်စက်ရုပ်နဲ့ဆိုးရွားဖွဲ့ကိုရိုက်ချနိုင်ခဲ့ပါတယ်။ လီဂျင်မြောင်းအနေနဲ့လာမယ့်သမရယူကော့ဘယ်မှာလဲသမရဖြိုးကအတော်လေးနှီးဆက်ပါတယ်လို့တိုက်ခန့်ကောင်းဆောင်တွေကတော့ပြောပါတယ်။ကျောင်းဆဲယူနဲ့သူ့ဇနီးတို့ကတော့အိမ်မွေးတိရစ္ဆာန်ဆက်တကောင်နဲ့ဒီနေ့ AB 7ရက်နေ့မှာပဲတောင်ကိုရီးယားသမရအိမ်တော်ကနေရွှေ့ပြောင်းနေပြီလို့သိရပါတယ်။ကျောင်းဆဲယူနဲ့ သူစနေကင်ဝိုင်ဟီရိုဟာကြောင်ကလေးတွေနဲ့ခွေးကလေးတွေပါဝင်သူတို့ရဲ့အင်မွေဒရက်ဆန်ဆက်တကောင်ကိုခေါ်ပြီးစိုးမြူတော်ဟာနာတော်ဦးနယ်မြေမှာရှိတဲ့အစိုးရတရားဝင်အိမ်တော်မှာပြောင်းရွှေ့ပေးရတော့မှာဖြစ်ပါတယ်။တမရအောင်ဆောင်တွေဟာစိုးမြူတော်မြေမှာရှိတဲ့ Acrovisa Complex အညာဝင်တဲ့အိတ်ခဲလေးကမ်းပါတည်တန့်တိုက်ခတ်မှာအိမ်မွေဒရက်ဆန်နေနဲ့သူစက်နေထိုင်သွားမယ်လို့သိရပါတယ်။အဲ့ဒီအညာဝင်ဟာအထက်38ထပ်မြင့်တဲ့အဆောက်အုံဖြစ်ပြီးလူနေတခန်းနဲ့ကံပြီးရုံးကပေါင်း958ခန်းပါပါတယ်။ တမရဟောင်းရောင်ဆိုင်ရုံနေထိုင်မဲ့တင်းတဲ့နိုင်ငံကတော့အကျယ်ဝန်း164စတရီမီတာရှိပါတယ်။လုံခြုံရေးလည်းတင်းတင်းကျပ်ချထားတယ်လို့သိရပါတယ်။အစောပိုင်းကတမရအင်တော်ကိုမပြောင်းရွှင်ခင်ကတည်းကတားထောက်သမီးကမရှိတဲ့ရောင်ဆိုင်ရုံတို့ဇုံတွဲဟာအိမ်မွေးတိရစ္ဆာန်ခုနှစ်ကောင်နဲ့နေထိုင်ကြတာပါ။သူတို့အိမ်မှာခိုးလေးသုံးကောင်နဲ့ကြောင်သုံးကောင်မွေးမြူထားပါတယ်။ဒါပေမဲ့တမရအင်တော်ကိုပြောင်းရွှေ့လာခြင်းမှာစတင်ပြီးတော့တိရစ္ဆာန်အရေးအတွက်ဟာတိုးလာတာပါ။တမရဟောင်းကပြီးခဲ့တဲ့ရက်စက်ဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားဥပဒေမှာစေအုပ်ချုပ်ရေးအချိန်တိုအတွင်းကြီးညာမှုနဲ့ပြည်တည်ဆွဆွခံရပြီးယာရုကလည်းဖြုတ်ချခံရတာပဲဖြစ်ပါတယ်အိန္ဒိယနိုင်ငံကစစ်ဘက်ဆိုင်ရာအာဂါသမူဝါဒတွေမကြာမီမှာထုတ်ပြန်မယ်လို့ဆိုပါတယ်။ဒေတာရင်းနိုင်ငံအနေနဲ့ရှင်ပြန်မှုမြင့်တက်လာတဲ့အချိန်မှာအိန္ဒိယဘက်ကလည်းပြင်ဆင်လာတာဖြစ်ပါတယ်။အာဂါသနယ်ပယ်ဟာအနာဂတ်စစ်ပွဲတွေကိုလွှမ်းမိုးမဲ့နယ်ပယ်တစ်ခုဖြစ်ထွက်ပေါ်လာစဉ်အိန္ဒိယအနေနဲ့စစ်ဘက်ဆိုင်ရာအာဂါသစီးမြင့်မူဝါဒကို မကြာမီမှာထုတ်ပြန်ကြေညာတော့မယ်လို့အိန္ဒိယစစ်တပ်ဦးစီးချုပ်ဝိုဂျိုဂျီကပြောပါတယ်။တရုတ်ဟာအာဂါသဆိုင်ရာလုံနိုင်စွမ်းကိုမြန်ဆန်တဲ့နှုံနဲ့ချဲ့တွင်နေပြီးဖြစ်နိုင်ခြင်းအားဖြင့်ဂျိုရုတွေကို လုံမလုံနိုင်စေဖို့ဒါမှမဟုတ်ခြုံရင်းစေဖို့ဂျိုရုတွေကိုဟက်ကင်းလုပ်ဖို့လှုပ်ဆောင်မှုတွေရှိနေတဲ့အချိန်မှာအိန္ဒိယကသတိထားလာတာဖြစ်ပါတယ်။ ပပောင်းဆောင်ပေါင်းစည်းထားတဲ့စစ်မှုထံကာကွယ်ရေးဌာနချုပ်ရဲ့ဌာနအဖွဲ့တစ်ခုဖြစ်တဲ့စစ်မှုကာကွယ်ရေးအာဂါဒအေဂျင်စီကစီးမင်းမူဝါဒကိုနှစ်လသုံးလအတွင်းထုတ်ပြန်ပေါ်ရှိကြောင်းပြောပါတယ်။အာဂါဒနဲ့နေပညာစွန့်ရင်ဆိုင်ရာမှာအိန္ဒိယဟာတရုတ်ထက်တာလွန်တယ်လို့ဆိုပါတယ်။အိန္ဒိယနေပညာရှင်တွေဟာကမ္ဘာထိပ်တဲ့နေဖြစ်ပြီးတရုတ်ထက်နှားတစ်ဖြားတာနေတဲ့အတွက်ကြောင့်ဒီအာဂါဒကိစ္စမှာလည်းတရုတ်ကိုအပြတ်ဖြတ်ဖို့အိန္ဒိယကကြိုးပမ်းလာတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ကမ္ဘာဂျိုဘလန်အာဂါဒဆန်ယာပေါ်အယုံဆိုင်မှုကိုတိုးမြှင့်ရမှာဖြစ်ပြီးစစ်ဘက်လုံနိုင်စွဲကိုမြင့်တင်ကဒီတမိုးရှိအရင်းမြစ်ပစ္စည်းတွေကိုတရုတ်ရဲ့ချိန်ချောက်မှုတရံကလည်းကာကွယ်ဆောင်ရှောက်ရမယ်လို့ဗိုလ်ချုပ်ကြီးကပြောပါတယ်။မြို့သားစစ်ဘက်အာဂါဒမူဝါဒတရနဲ့ပတ်သက်ပြီးကျွန်တော်တို့လှုပ်ဆောင်နေတယ်လို့အိန္ဒိယဦးစီးချုပ်က2025အိန္ဒိယစစ်ဘက်အာဂါဒဖိုရမ်ရဲ့အစည်းအဝေးမှာပြောဆိုခဲ့တာဖြစ်ပါတယ်။ 2025အိန္ဒိယစစ်ဘက်အဂါဒါဖိုရဟာစစ်ဘက်လေလံမှုနဲ့စစ်စစ်ခဲ့ဖြစ်မှုဆိုင်ရာ Institute မှာစတင်ပြုလုပ်တဲ့၃ရက်တာအခမ်းအနားဖြစ်ပါတယ်။ခုလောဆောင်ချက်ကစိန်ခေါ်မှုတစ်တွေကိုရှင်ပြိုင်မဲ့စစ်ဘက်လုံနိုင်စွမ်းကိုအားကောင်းစေဖို့နဲ့အဂါဒါချေပြူတမိုးရှိရင်မြစ်ပစ္စည်းတွေကိုကောက်ကွယ်ဆောင်ရှောက်မဲ့အိန္ဒိယအစိုးရရဲ့ကြိုးပမ်းမှုပဲဖြစ်ပါတယ်။ တရုတ်ဟာဂျန်မာရီ3ရက်ဂျိုရုအချက်ပြလှိုင်းတွေကိုနှောက်ယှက်ပြီးတော့ဖျက်ဆီးမဲ့လုံနိုင်စွမ်းနဲ့တခြားဂျိုရုဖြက်နေပညာတွေပိုင်ဆိုင်ထားပါတယ်။အာဂါဒါဆိုရာကစစ်ပွဲတွေကိုလွှတ်မိုးမဲ့နယ်ပယ်သစ်တစ်ခုဖြစ်ပေါ်ထွက်လာပါတယ်။ကျွန်တော်တို့အနေနဲ့အာဂါဒါစစ်ပွဲဆိုင်ရာစိတ်ကူးအိုင်ဒီယာအသစ်တွေနဲ့လုံနိုင်စွမ်းတွေကိုအားပေးမြှင့်တင်မဲ့အလေးထားကိုဖန်တီးဖို့လိုပါတယ်။ဒီလေထားကအာဂါဒါတော်စံသစ်တူတက်တီထွင်မဲ့အလားအလာရှိတဲ့သူတေသနာအယူဆမူဝါဒတွေနဲ့မဟာဗျူဟာပတ်သက်ပါတယ် ဒါဟာပေါ်ထွက်ဆလုပ်ငန်းတွေဖန်ပြီးအောင်တသက်မဟုတ်ပါဘူးအကတော့စစ်ပွဲနဲ့ပတ်သက်လို့စိတ်ကူးစိတ်တန်းနေပါအများကြီးပတ်သက်နေပြီလို့အိန္ဒိယစေဦးစီချုပ်ကပြောပါတယ်ဒါပြင်အိန္ဒိယအနေနဲ့ကမ္ဘာလုံးဆိုင်ရာအကတော့ဆိုင်ရာအင်အားကြီးနိုင်ငံဖြစ်နေရယူနိုင်ဖို့လိုအပ်ကြောင်းလဲထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ်